MSP ပြိတ္တတို့အားနာတယ်ဒါမဲ့ဟိုမြန်မြန်လေးတင်ညိုထားတယ်ဆိုတော့ပထမခောက်ထက်တော့အများကြီးကောင်းမယ်လို့တော့မျှော်လင့်ထားတယ်ဆရာအတန်ကို record နဲ့လဲကျွန်မယူတယ်နားထောင်လဲဆရာကျေးဇူးပြုပြပြပြပါအိမ်မှာပြန်နားထောင်လို့ရအောင်ဆိုပြီးမှနားထောင်နေရတယ်အိမ်မှာလဲအများကြီးလေ့ကျင့်ထားတယ် MSP ဒီဇက်လန်ထဲမှာတော့ဒီယတနာဆိုတဲ့ ကာရက်တာနဲ့အမအပါဝင်ဖြစ်မှာပါရှင်။ဟိုစစ်လုပ်ရှားလွန်းလို့ဟိုမဆာရရဲ့ပြိတ္တဒီကဂျီနတ်အာရမှုများရှိပါမလားဆိုတဲ့ဟိုခံယူချက်လေးနဲ့လေအကောင်းဆုံးကြိုးစားဖြစ်တယ်ရှင်။အာဆာရာရူကြတော့ဒီဒိုင်ရင်သူဖြစ်တဲ့ခါကျတော့တစ်ဖက်မှာစကားအားနေတာရောတရုတ်ဆောင်ပိုင်မှာရောအားနေတာလည်းအများကြီးပါတယ်ဒီအရာပေါ်မှာပရိသတ်ဒီဂျီနတ်အာယာမှုရှိအောင်ဆိုပြီးမှအခုဆရာတူးနဲ့ဆရာဦးထူးနဲ့ဟောက်အနိကတ် တင်နေတယ်တတော်လေးခက်ခဲတယ်ဒီစကလုံးစာကြောင်းလေးတစ်ကြောင်းပြောဖို့အတွက်ကိုခုနကျင်းရှစ်ကျင်းစေကျင်းလောက်ပြောရတယ်ဆရာနဲ့လည်းပြောတယ်ကိုဟာနဲ့ကိုအိမ်မှာလည်းပြောတယ်ပြီးအတန်လဲနာထောင်းနေဟောက်ကိုကမိခင်တယောက်အနေနဲ့ရောအာခလီငါရောက်မိခင်အနေနဲ့ရောဒီ character ထဲမှာလည်းဟိုခလီအမိတယောက်အနေနဲ့ကြတော့တော်တော်လေးကိုက်ငြိသွားတယ်ဆိုတော့ဩဒီကျမရဲ့တမီးလေးကို အရန်ပဲကာကွယ်နေတဲ့အချိန်မှာပေါ့နော်ကျမ USA မှာကြောင်းတက်တဲ့သမီးလေးတယောက်ကိုပဲမျက်စိထဲမှာမြင်ရောင်းတယ်သူဆိုရင်အဖေအမေမိသားစုမရှိတဲ့နေရာမှာကြောင်းတက်တယ်သူ့ရဲ့ပတ်ဝန်းကျင်သူ့ရဲ့တငယ်ချင်းနာဒီလူမျိုးများတင်းတွန်းခဲ့ရင်ကျမဘယ်လိုခံစားမှာလဲဆိုတဲ့ခံစားချက်နဲ့ဟိုဟိုဘက်ကိုပဲအဓိကစိတ်ရောက်သွားတယ်ဒီဒီဇလန်ထဲမှာဟောက်ပရိတ်သတ်တို့အားနာတယ်ဒါမဲ့ဟိုမြန်မြန်လေးတင်ညူထားတယ်ဆိုတော့ပထမခောက်ထက်တော့ အများကြီးကောင်းမယ်လို့တော့မျှော်လင့်ထားတယ်။ဒီမှာစကားပေါ့ဒါကြမ်းကြမ်းကြီးတွေပြပြပြောပြောဖို့တော့ဒါဘယ်လောက်ကြောင်လေ့ကျင့်ခဲ့လိုက်လဲပြပြပေးပါဦး။ဟုတ်တတော်လေးလေ့ကျင့်နေဆရာအတန်ကို record နဲ့လဲကျွန်မအယူတယ်အနားထောင်လဲဆရာကျေးဇူးပြုပြပြပြပါအိမ်မှာပြန်နားထောင်လို့ရအောင်ဆိုပြီးမှအနားထောင်နေရတယ်အိမ်မှာလဲအများကြီးလေ့ကျင့်ထားတယ်မှန်ရှိမှလဲလေ့ကျင့်ထားတယ်ခလေးရိရှိမှလဲလေ့ကျင့်ထားတယ်ဆရာကဒီနေ့ဒီချိန်ကနေစပြီးမှနင့်စကားတိုင်းပြောလို့မရတော့ဘူးနော်နင့် ရန်ရမှန်တော့ဟိုစွာရမှန်တော့អော်ရမှန်တော့လေဆရာအမေရန်ပြောတယ်ဆိုတော့ဆရာရှိမှလည်းအချင်းချင်းအခါခါလေးချင်းနဲ့အတန်တော်မှအကုန်လုံးဝန်တယ်လို့ဝန်ချင်းတယ်လို့ဖြစ်တယ်အခုဆိုရင်တချို့အရာတွေရအဓိကပဲကိုကတိတ်မတိဘူးတိတ်မတိတဲ့ခါကျတော့ဆရာဒီအရာလေးရအဓိကပဲကဘာလဲရှင်းပြပြလို့ရလားဆိုပြီးဆရာအမေရန်ပြောပြောနေရတယ်စခွင့်ချက်တော့ဘယ်လိုမျိုးကြက်လဲစခွင့်တော့ အာဟုတ်တယ်ဟုတ်တယ်ကျေရတယ်ဟိုနာရမယ့်အချိန်မှလည်းအဲ့လိုမျိုးလေးတွေမင်းအပိတ်လေးတွေနဲ့ကိုဟာနဲ့ကိုပြန်လုတ်တယ်ဟောက်စာအုပ်ပေါ်မှာမဆာရရဲ့ဟိုလူမျိုးတွေကမဆာရရဲ့ပြိတ္တတရားတော့မဆာရကိုဟိုတော်တယ်တတ်တယ်ဆိုတာထက် ပြောဆိုတတ်တဲ့အတံပီတယ်မပီဘူးဆိုတာထက်ပေါ်မှာမဆာရကိုချစ်ကြတယ်မဆာရဘေးအရာပဲလုံလုံသူတို့ကတရားတရားတရားမှတရား full spot လုပ်ပေးတာပါရှင်ဟောက်မဆာရလည်းတစ်ဖက်မှာဒီအမှုပညာတစ်ဖက်နဲ့အလုပ်တစ်ဖက်နဲ့ဆိုတော့ဟိုအချင်းပြီတော့ခလေးရီနားမှာတော့မနေနိုင်ပြီမဲ့ဖုန်းကနေတော့လကောင်းသူတို့ဘာလီရီလောက်တာလဲအမေရန်ခယူဆိုင်ပြီးမှဖုန်းခေါ်တယ်ဗီဒီယိုခေါ်ခေါ်တယ်သူတို့ရဲ့နာစီယာမအလီရီနဲ့ အစာအပြန်လှန်ပို့တယ်ပေါ့သူတို့ထမင်းစားပြီးပြီးအခုဆိုရင်အိတ်ပြီးပြီးနာစီလာချောင်းဆူတာအမေရန်အဝေးကနေခရူးဆိုင်ရတယ်ဆိုတော့ဒါမဲ့မြင့်ခင်တယောက်အနေနဲ့တော့စာရလည်းလုတ်နိုင်တာတော့မဟုတ်ပြီးမဲ့ဟိုကုရဲ့တာသမီးတွေနဲ့ဟိုနင်းနီကတ်ကတ်နေတာတော့ဒါတော့အကောင်ဆုံးဖြစ်မယ်လို့တော့မျှော်လင့်နေမိတ္တာပြီးဝါရှိတယ်သူတို့မှလုံခြုံမှုရှိတယ်တကယ်လို့ကုမိခင်နာတာသမီးနာမှာအချင်းပြီးမနေနိုင်ရင်တော့မှသူတို့က မစ်တာစီတနာအပိဝါနဲ့သူတို့ကိုပြုစုဆောင်ရှောက်မယ်ပန့်ပိုးမယ်ဆိုရင်တော့ဒီခလေးကမစ်တာအပိဝါခလေးမှရောက်တယ်ဆိုရင်တော့သူတို့ကပြောရဲလာတယ်၊ဆူရဲလာတယ်၊ဘာမဆူလုတ်ရဲတဲ့တတိသူတို့မှာရှိတယ်လို့မဆာရကအခန့်ယူတယ်ဟုတ်။အာမဆာရရဲ့ပြိတ္တတရားဒီဇလန်ကိုအယံပဲမျောလင့်နေဆိုတော့တရားမှတရားအပိမယ်လို့လဲမျောလင့်နေပေါ့နော်မဆာရကဆိုတော့ဆက်လက်ပြီးမှမဆာရကိုအပိကြပါ စာရတယောက်တည်းကျူးစားနေလို့ဘယ်အရာမှမထိရောက်နိုင်ဘူးအပေါ်မရောက်နိုင်ဘူးစာရရဲ့ပြိတ္တတည်းကဟိုတရားမှတရားအာပိမှပဲစာရကတဏီယာရောက်နိုင်မှာပါတရားတဏီယာရောက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်စာရရဲ့ပြိတ္တတည်းကစာရကိုမမိကြပါနဲ့လို့ဒီကနေတိုက်တွန်းချင်ပါတယ်အားလုံးကိုလည်းချစ်တယ်အားလုံးအာကျင့်ကြမှာမှာရှိကြပါစီလို့ဒီကနေ့ကောင်းချီးပေးပါရှင့်ကျေးဇူးပါမြန်မာစတာပါ